ဘလုံးသမားတယောက် injury ရတယ်ခြေလက်နှစ်စုံလုံးထိလို့လမ်းတောင်တွေတိုက်သွားရတယ်။နားနေတော့တတင်းစာဖတ်ရင်အပြုတ်ကြီးတယောက်လင်ယူဖို့ရှောက်လွှာခေါ်တာတွေ့လို့သွားလျှောက်တယ်။အပြုတ်ကြီးဆိုတော့ကြီးများလျှောက်တဲ့သူအားလုံးငင်းခံရတယ်။ဒါနဲ့တရက်အပြုတ်ကြီးအိမ်ရှိဘဲတီးတန်ကြားလိုက်တယ်။ထွက်ကြည့်တော့ခြေလက်နှစ်ဖက်ပတ်တီးတွေနဲ့မတ်တက်တောင်မရနိုင်တဲ့အစောဘောသမားကိုတွေ့လိုက်ရတယ်။လင်းနေရာလာလျှောက်တာပေါ့။ရှင်ကဒီပုံစံနဲ့မြတ်ဘာအကြီးချင်းရှိလို့လာလျှောက်နေသေးလဲမေးတော့ဘောလုံးသမားက ခမည်းကျုပ်ခြေရောက်လက်နှစ်စုံလုံးနာလို့တရွတ်တိုက်ဖြစ်နေရမြင်တယ်နော်ပြူကြီးလည်းမြင်တယ်ပေါ့ကျွန်တော်မဘော်ဒမဒါသာစုံနာတကားပဲကိုခုတ်ပါမဲ့တီးတယ်ထင်လဲတယ်နောက်ရကြဘော်ဒမနဲ့အပြူကြီးမင်္ဂလာပွဲချင်းချင်းတဲ့ကျင်းပတော့တာပဲပြုတ်อีซันเนี่ยฟลอเรียนวิสကိုဂျင်းလို့ပြောရဲကောင်လေသူတို့ရောက်တာ2လပဲရှိသေးတာเนาะရေပြုတ်ကအိုဒီဂတ်တို့စလီပါတို့ဆိုရေပြုတ်ရောက်တာ9နှစ်ဘာဖလားမမရခဲ့ဘူးမင်းတို့ဘယ်လိုပြောမလဲ ပညာရှိဆိုတာပြေးကြည့်စရာမလို့တွေးကြည့်တာနဲ့သိတယ်ဒီနေ့ရေပြုတ်ချန်ပီယံလေးရလိမ့်မယ်ချစ်တာမနစ်ကလည်းဆရာကြီးအဲ့လိုပြောတာဒုတိယလူဖြစ်သွားတာပဲမှားတယ်မှန်တယ်တပတ်ကြီးမင်းအဲ့လိုပြောမယ်နော်ဆရာကြီးကြုံတွေးပြီးတာ right